သူများကိုအပြစ်တင်တာ သူများကိုကဲ့ရတာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်။ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုယ့်ကြောင့်ဒါကိုအလွန်တတိထားစရာကောင်းလောကလူတွေလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်ကဲ့ရတာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားတဲ့နေပေါ့ဒါနေ့စဉ်ဘဝမှာအရေးကြီးတယ်ပေါ့လူတိုင်းလူရိုင်းရဲ့နေ့စဉ်ဘဝမှာ နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့နှုတ်ကိုစည်းကမ်းချက်ထားတာအမတန်မှတန်ဖိုးရှိတယ်လူလောကမှာလှုပ်နေကြတာနှုတ်နဲ့ပြောတာရယ်ကိုတိလက်ရောက်လှုပ်တာရယ်ဒီနှစ်ခုပဲရှိတာအဲဒီလိုနှုတ်နဲ့ပြောကိုတိလက်ရောက်လှုပ်တာဟာအမှားရွယ်မရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်အေးပြစ်တင်မှုကဲရမှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလား ကဲ့တာကဲ့တိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးနော်မကောင်းတာတွေအများကြီးမြတ်စွာဘုရားကဟောထားတယ်ပရဝိဆာနုပတိတသူတပါအပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လောကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာချင်းဘယ်သူကဖြင့်ဘာလှုပ်ထားပဲဘယ်သူကဖြင့်ဘာပြောတာပဲဆိုပြီးတော့တစ်ဖက်သားကိုပဲ blame လုပ်ဖို့ပဲစဉ်းစားတယ်များတယ် နော်ကိုယ့်ကိုယ်လည်းအဲ့ဒီအကျင့်စရိုက်ရှိမယ်ဆိုရင်ဒီအကျင့်စရိုက်ကိုပြုပြင်ဖို့လိုအပ်တယ်သူများကို blame လုပ်ပါနဲ့ကိုယ့်အပြစ်ကိုပဲကိုကြည့်ပါသူများအပြစ်ကိုမကြည့်ပါနဲ့အပြစ်မမြင်ပါနဲ့လို့ဆိုအဲ့ဒီမှာရသော်ဘုရားကပရဝိဆာပရဝိဆာဆိုတာဝိဆာဆိုတာပြောစရာအပြစ်ကိုဝိဆာလို့ခေါ်ပရဝိဆာသူတစ်ပါးရဲ့ အပြစ်ကိုအနုပသိတဆိုအမြဲမပြတ်စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်သူများကိုအပြစ်တင်နေတဲ့ပုဂ္ဂိုလ်သူများ အပြစ်ကိုရှာနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုရှာနေတဲ့ပုဂ္ဂိုလ်ဘာဖြစ်တတ်လဲအာတဝါတတဝဋ္ဌံတိအဲ့ဒီပုဂ္ဂိုလ်မှာမကောင်းတဲ့အကုသိုလ်တွေအာတဝတရားဆိုတာကိုယ့်ရဲ့ယဉ်တဲ့နှလုံးထဲမှာမပြတ်စည်းဝင်လာတဲ့ ိဋ္ဌာတွေကိုလည်းဆိုတယ်အဘိဓမ္မာမှာတော့လောဘဒိဋ္ဌိမောဟဒီသုံးခုကိုအာတဝါလို့ခေါ်ပေးမယ်လို့အာတဝါဆိုတာမိမိရဲ့တဏ္ဏမှာမပြတ်စည်းဝင်နေတဲ့သို့မဟုတ်တဏ္ဍာမှာကြာရှည်လာတဲ့စိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်လာတဲ့သဘာဝတရားတရားဆိုးတွေလို့ဆိုတယ်အဲ့ဒါတွေဟာတိုးလာလိမ့်မယ်သူများအပြစ်မြင်ရင် အာတဝဆိုတဲ့ကိလေသာတရားစိုးတွေကိုယ်ရင်ထဲမှာတိုးလာလိမ့်မယ်အပြစ်တွေကိုယ်မှာတိုးလာကိုမြင်တာကသူများအပြစ်ဖြစ်တာကကိုနော်ဒီလိုဖြစ်တတ်တယ်ဆိုတာကိုတတိထားဖို့လိုအပ်တယ်နိစ္စံဥစ္စာနာတင်ကြီးတော်တဲ့အမြဲတမ်းသူတယောက်ရဲ့ကဲ့ရဲ့ရှုပ်ချနေတဲ့ပုဂ္ဂိုလ်သူများအပြစ်ကိုမြင်တယ်ကဲ့ရဲ့ရှုပ်ချတယ် အပြစ်မြင်ခြင်းနဲ့ကဲရရှုပ်ချခြင်းဆိုတာတွဲဖက်ပြီးတော့လာတယ်တွဲဖက်ပြီးတော့လာတယ်ဒါကြောင့်မို့အပြစ်မြင်တာရယ်ကဲရရှုပ်ချတာရယ်အဲ့ဒီနှစ်ခုလုံးနေပြီဆိုလို့ရှိရင်အဲ့ဒါလုံးတဲ့ပုဂ္ဂိုလ်ဟာအာတဝါတတဝဋ္ဌန္တိအာတဝါတရားတွေတိုးတက်မြတ်ပြလာနိုင်တယ်တနည်းအားဖြင့်အာတဝါဆိုတာဘေးရန်ကိုလည်းခေါ်တယ်ဘေးရန်တွေတိုးတက်မြတ်ပြလာနိုင်တယ် အာရတောအတဝဲခရအဲ့ဒီပုဂ္ဂိုလ်မျိုးဟာအတဝဲခရဆိုတဲ့ဘေးရန်ကင်းတဲ့သို့မဟုတ်ကိဋ္တတာတွေကုံငိမ့်သွားတဲ့အရတ္တဖို့နိဗ္ဗာန်ဆိုတဲ့အစစ်မြင့်တဲ့တရားတွေကဝေးတယ်လို့ဒီလိုပြောတာနိဗ္ဗာန်နဲ့ဝေးနိုင်တယ်အမတ်တမဲ့မလုဖို့မိမိရဲ့နှုတ်တွေကိုစောင့်စည်းဖို့ဆိုတာဒါကြောင့်မို့လို့သူများပြစ်ကိုရှုမြင်တတ်တဲ့အကျင့် သူများကို အပြစ်တင်တတ်တဲ့အကျင့်ကဲ့ရဲ့ရှုတ်ချတတ်တဲ့အပြစ်အကျင့်မျိုးကိုယ်တဏ္ဍာမှာမမွေးမြူဖို့ပေါ့မွေးလို့အပြစ်မတင်တိုက်တဲ့ပုဂ္ဂိုလ်ကို သွားအပြစ်တင်တယ်မရှုတ်ချတတ်တဲ့ပုဂ္ဂိုလ်ကိုသွားရှုတ်ချပြီဆိုလို့ရှိရင်တော်တော်ကြီးမားတဲ့အပြစ်တွေကိုခံရတယ်ရသော်ဘုရားလက်ထက်တုန်းကကောကလိကဆိုတဲ့ယဟန်ဟာ ရှင်သာရိပုတ္တရာရှင်မောကလံတို့သွားပြီးတော့အပြစ်မြင်တယ်အပြစ်တင်တယ်အပြစ်တင်တယ်ကဲရှုပ်ချအပြစ်မြင်ကဲရှုပ်ချယုံနေမကဘူးမြတ်စွာဘုရားကိုလာလျှောက်တယ်သာရိပုတ္တရာတို့မောကလံတို့ဆိုတာလူလူယုတ်တည်လို့ဆိုပြီးတော့ဘုရားကိုလျှောက်တာနော်ဘာပိတ်စာအောက်တန်းကြတဲ့ဆန္ဒတွေရှိတယ်အောက်တန်းကြတဲ့စိတ်ဓာတ်တွေရှိတယ်လို့ဘုရားလာအခုတိုင်တော်တာအဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုတနာလို့ မပြောနဲ့မပြောနဲ့သာရိပုတ္တရာမောကလန်ဒီပေါ်မှာစိတ်ကိုကြည်နူးကြည်နူးအောင်ထားသူတို့ပေါ်မှာမပြတ်မှားနဲ့လို့မြတ်စွာဘုရားဆုံးမတာမရဘူးသူပြောတယ်မြတ်စွာဘုရားစကားနားမထောင်ဘူးသူပြောတော့ဟိုပုဂ္ဂိုလ်ကြီးတွေကအမှန်တမ်းတန်ရှင်းစင်ကြတဲ့ပုဂ္ဂိုလ်ကြီးတွေလေကိုယ့်ဘာကိုလူဆိုတာအပြစ်ဆိုရင်စံဖန်တင်ရင်လို့ရတယ်အဲ့တော့စံဖန်ပြီးတော့သူ အပြစ်ပြောတာဟာ အမြဲတမ်းမြင့်မြတ်တဲ့ပုံကိုယ်တွေကိုပြောမိတဲ့အခါကျဘာနဲ့ဥပမာတူတော့ဆိုရင်ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်တယ်လို့ပဲကြောက်တုံးကြီးကိုခေါင်းနဲ့ဆောင်းတယ်လို့ပဲကိုပဲခံရအဲ့ဒီကောကဏိကယဟန်ဟာမြတ်စွာဘုရားစကားနားမထောင်မဲနဲ့ဘုရားရှိခိုးထလဲသွားရောဇေရွန်ကျောင်းပေါက်လဲရောက်တဲ့အခါမှာခဏကိုယ်မှာရှိတဲ့တကူလုံးကကိုကယဟန်မှာအဖို့တွေအပိတ်နေထလာလိုက်ပြီးတော့ အဲ့ဒီနားမှာပဲလဲနေချက်ချင်းကြီးပဲတကူလုံးအဖုတွေပိတ်နေတာကိုကိဆရာအောင်နေနဲ့တွေ့ရင်တော့ဒါအလားချက်ဖြစ်တာလို့ပြောကောင်းပြောလိုက်မယ်အဲ့မှာအဖုပိတ်နေထတဖြည်းဖြည်းကြီ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 းလာပြီးနောက်ဆုံးမှာကြီးမားတဲ့အနာကြီးတွေဖြစ်ပြီးတော့နောက်ဆုံးသေဝဲဝင်သွားတေတဲ့ခါမှာအင်တန်ချာစိန်လာတဲ့ဘဒုမငရဲဆိုတာကိုတွားပြီးတော့ငရဲခါဒါကြည့်နော် ဟိုအပြစ်မတင်နိုင်တဲ့ပုဂ္ဂိုလ်သွားပြီးတော့အပြစ်တင်တယ် blame လုပ်တယ်မရှုတ်ချထိုက်တဲ့ပုဂ္ဂိုလ်သွားပြီးတော့ရှုတ်ချအဲ့ဒီအကုသိုလ်ဟာအလွန်ကြီးမားတယ်ပုဂ္ဂိုလ်လိုက်ပြီးတော့အလွန်ကြီးမားဒါကြောင့်မို့မြတ်စွာဘုရားကဆုံးမတာအဲ့ဒီဆုံးမကိုဘုန်းကြီးတို့တွေမှတ်သားနာယူထားဖို့လိုအပ်တယ်ဒါကိုရဲ့နေစဉ်ဘဝမှာအလွန်လွယ်နဲ့လုံးမိတတ်လို့ပြောပရဝေစာနုပတိတ္တနေစံဥစ္စာနာတင်ကြီးနော အတဝါတတဝုဒ္ဒန္တိအာရသောအတဝေခေသူများကို အပြစ်တင်တတ်တဲ့ပုဂ္ဂိုလ်ကဲရရှုပ်ချတတ်တဲ့ပုဂ္ဂိုလ်ဟာအတဝါတရားတွေသာ ဖြစ်ပွားပြီးအတဝါတရားချုပ်ငင်းရာအရတ္တဖို့နိဗ္ဗာန်ဆိုတဲ့ထူးမြတ်တဲ့တရားဓမ္မတွေကကင်းဝေးလိမ့်မယ်လို့ယေဆောဗျာတတိပေးတာเนาะဒါကြောင့်မို့လို့အကျိုးမရှိတဲ့အလုပ်မလုပ်မိအောင်အကျိုးမရှိုံနဲ့မကဘူးအပြစ်ကြီးတဲ့အလုပ်မျိုး မလုံးမိအောင်ဘုန်းကြီးတို့တွေတည်တည်ထားပုဂ္ဂိုလ်တို့တယောက်ဆိုတာအပြင်ပန်းကကြည့်လို့မရအောင်အပြင်ပန်းကကြည့်ပြီးတော့ကဲ့ရဲ့ပြစ်တင်ပြီးလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့အတွင်အနှစ်မှရှိတဲ့အရေးချင်းကိုမသိသည့်အတွက်ကြောင့်အတွင်အနှစ်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒုက္ခရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဘုသူ့ကိုမှအပြစ်တင်ဖို့မကြိုးစားနိုင်နဲ့ဘုသူ့ကိုမှရှုတ်ချဖို့မကြိုးစားနိုင်နဲ့ဒီလိုဆိုတာပေါ့နော်